2025ခုနိုဝင်ဘာလအတွက်ကြာသပတေးနေ့လံပွားများအတွက်ဂယုပြုစရာဆောင်းရန်ရှောင်းရန်ဟော်စလန်လေးနဲ့အထုတက်ရတရားလေးကိုဆရာတင်ဆက်ပေးလိုက်ပါတယ်။ကြာသပတေးနေ့လံပွားမိတ်ဆွေများခင်ဗျာဒီစက်တလာပိုင်းမှာဆိုလို့ရှိရင် စီးပွားကန်ဆာတာတွက်ကင်းရပါတော့ဆရာတို့ဒီကောစာနက်ခတ်ကြုံရာသီဖွဲ့မှာအာပြုနေတာလေးတစ်ခုကတော့ဆရာတို့ဒီတနင်္လာဓာတ်နာတဲ့အလုပ်ဒီပေါ့နော်ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာနော် နော်ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းတွေနော်ငွေပရိန်တို့ငွေတဲ့ပစ္စည်းလုပ်ငန်းခြံလုပ်ငန်းကားလုပ်ငန်းကြက်ဥကြက်သားနော်ကြက်မွေးမြူရေးလုပ်ငန်းအကြောင်းရောင်းဝယ်လုပ်ငန်းကုန်ပစ္စည်းနော်ကားရောင်းဝယ်ရေးနော်လုပ်ငန်းကုန်ကုန်ပစ္စည်းပူးတန်းရောင်းဝယ်ရေးလုပ်ငန်းနော်ကားရောင်းဝယ်ရေးကွန်ပျူတာကွန်တီကွန်ရစားတယ်ပေါ့နော်ဒီတနင်္လာနံသစ်လုပ်ငန်းတွေမှာပေါ့နော် ဆရာတို့ဒီ17လပိုင်းအစကနေပေါ့နော်ဆရာတို့22ရက်နဲ့အထိကအားလုံးကောင်းနေတာတွေ့ရပါတယ်ပေါ့နော်အားပြုနေတဲ့အတွက်ကြောင့်မလို့ဆရာတို့အောင်မြင်ခြင်းတွေပြည့်မြောက်ခြင်းတိတ္တတာအကျိုးမြတ်ရရှင်လို့ကျုံ့ွေးနေရမှာဖြစ်ပါလေနော်ဆရာတို့ဒီ22ရက်နောက်ပိုင်းမှာတင်းလာနန်းနန်းဆက်ဆက်တဲ့အကျိုးပေးကံစားနာကပြန်လည်အားရော့လာမှာဖြစ်တဲ့အတွက်ပေါ့နော်ဆရာတို့ဒီတရက်နေ့ကနေ20ရက်နေ့22ရက်နေ့အထိကဓနဘာဝချူအားကောင်းမယ်နော်ငွေကြေးကိစ္စဆိုင်ယူဆိုင်ကိစ္စတွေပြုကောင်းမယ်နော်ဆရာတို့ဒီ ရဝင်ကိန်းတွေပေါ့နော်တလားလမ်းဝင်ကိန်းတွေလည်းရှိမယ်အဓိကအားဖြင့်ပေါ့ဆရာတို့ဒီ၁၇လပိုင်းတနင်္လာနေ့တွေမှာပေါ့နော်လမ်းဝင်ကိန်းရှိနေတာဖြစ်ပါလေနော်မိမိနေထိုင်ရာအရက်ကနေအရှိစုစုအရက်ကဒီလအတွက်လက်လာပါစံပွင့်တဲ့အရာငွေကြေးစကားပြောဖို့အကောင်းဆုံးအရာဖြစ်နေပါလေနော်ဒီ ကျမ်းမာရေးကန်စားတာမှာဆိုလို့ရှိရင်ဆရာတို့တတိထားမှာကဥကောင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဗောနော်ပြဿနာတွေခေါင်းမူကောင်းလိုက်တာတွေအာယုံကြောအားနေတာတွေအငင်းအာယုံပိုင်းဆိုင်ရာတွေတွားခိုက်တွားနာတာစားတဲ့ကျမ်းမာရေးအငင်းလေးအငင်းငယ်အနည်းငယ်ကလွဲပြီးတော့မှဒီကြံတဲ့ကန်စားတာအငင်းမရှိပါဘူးဗောနော်ဆရာတို့ဒီမူလရောဂါအခံမရှိတဲ့သူတွေအတွက်ဗောနော်ကျမ်းမာရေးပြဿနာကြီးကြီးမားမားကြုံတွေ့ရနိုင်ခြင်းအလွန်နည်းတဲ့အခါကာလတစ်ခုဖြစ်ပါတယ်နော်အချစ်ရေးကန်စားတာအချစ်ဆန်းအိမ်တော် အချက်အိမ်ကောင်ရဲ့ကံစားတာလေးမှာဆိုတော့အင်္ဂါနေ့နံတာသမီစနေနေ့နံတာသမီတွေနဲ့เนาะလွဲပြီးတော့မှဆရာတို့ကြံတဲ့နေ့နံတွေနဲ့အဆင်ပြေမှုရှိပါတယ်เนาะဒါကြောင့်ကိုယ့်ရဲ့ချစ်သူအိမ်ကောင်ဘတ်တွေကเนาะအင်္ဂါနေ့နံဘွားတာသမီဒါမှမဟုတ်လို့ချင်းစနေနေ့နံဘွားတာသမီတွေဖြစ်ခဲ့လို့ချင်းညီနိုင်လို့မရတဲ့ပြဿနာတွေပေါ်ပေါက်တတ်တာကိစ္စရပ်တွေပေါ်ပေါက်တတ်တာเนาะစကားပြောဆိုကဆလို့ပေါ့เนาะပြဿနာတတ်တာအပြောဆိုအပေါင်းလည်းမတည့်တာတွေအမြင်မတူတဲ့ပြဿနာတွေတရားတတ်တာမလို့ဒီယူပြုဖို့ဆရာအချံပေးခြင်းပါလေเนาะ ပညာရေးကန်စားတာကျိုးဆက်အနောက်ရှက်မရှိဒါကောင်းနေပါတယ်နော်ရာထူးရာခံကိစ္စတွေလုပ်ငန်းပိုင်းဆိုင်ရာပြည်သူပြည်မြောက်ရတဲ့ကိစ္စရတဲ့မှာကန်အကျိုးပြုအကောင်းတာမျိုးကျွန်တော်ဆောင်ရဖို့ရှိပါတယ်နော် ကျောက်တီလူမှုရေးရာကံစားတာမှလူမှုရေးရာဆန်တွေအများအကျိုးပြုလုပ်ငန်းတွေအပေါင်းအသင်းဆိုင်ရာအကျိုးပြုတဲ့ကံစားတာတွေမှဆရာတို့ဒီတနင်္လာနေ့နံသာသမီကျောက်သပေးနေ့နံသာသမီတို့ရဲ့အထူးအရေးပေးခံရတတ်ပါရဲ့နော်ဒီလူအများကြီးတင့်တယ်မယ်နော်အရှိရက်နဲ့အနောက်ရက်ဒေသတွေကငွေကြေးလက်လာပါဆန်တွေကောင်းမွန်မှုရှိနေတာတွေ့ရပါတယ်ကျောက်တီစက်တလာပိုင်းအတွက်မှရေချမ်းနေကြဒေသချနိုင်ရဲချမ်းကံစားတာတွေအတွက်ပေါ့နော်ဆရာတို့ဒီအရှိရက်ကအကျိုးပြုမယ်အထူးအကျိုးပြုမယ်နော်ဒီလအတွက်ဒီ ကန်စားတာမှာပေါ့နော်အကျိုးကန်အကျိုးပေးအားကောင်းတဲ့ကဏ္ဍတင်ချာနေနဲ့ဆရာတို့နှစ်ကဏ္ဍ၄ကဏ္ဍ၅ကဏ္ဍ၆ကဏ္ဍစတဲ့ကဏ္ဍတွေဖြစ်ပါတယ်နော်ဒီကဏ္ဍတွေကိုဆရာတို့ဆာရက်ဖြူတရက်ပေါ်မှာဆာရက်ပိုင်းစားလေးတရက်ပေါ်မှာ shopping နေနဲ့ရေးပြီးတော့မှာကိုယ့်ရဲ့ငွေဝင်ကိုယ့်ရဲ့ပတ်စံရေးပေါ့နော်စသဖြင့်ကိုပိုင်းငွေကြေးထားရနေရတယ်မှာငွေကြေးတွေနဲ့သူအဆောင်ရတရားပြတ်ထားကြည့်ဖို့ဆရာတိုက်တွန်းချင်ပါတယ်နော်ဒီအဲ့ဒီငွေတွေကမြဲတာတွေနော်အကျိုးတစုံတရာမရှိဘဲနဲ့ကုန်ခန်းချင်းတွေကနေတက်နိုင်တယ်လို့ပေါ့နော်ဆရာကာကွယ်နိုင်ပါလိမ့်မယ်ပေါ့နော်တနည်းအားဖြင့်ဆရာတို့လက်လာပါကန်နေပွင့်ဖို့အတွက်လည်း ထောက်ကူကောင်းဖြစ်စေပါလိမ့်မယ်နော်ရေုံကြီးနဲ့အဆောင်ရတရားပြထားကြည့်ဖို့ဆရာအကြံပေးချင်ပါတယ်ဒီအဆောင်ရတရားထားတာကအရင်ကြီးမခက်ခဲပါဘူးနော်မိတ်ဆွေများ ပြီးတော့ဆရာတို့ဒီစမ်းသာဖော်ပြခဲ့တဲ့ကဏ္ဍတွေကိုနော်ဆရာတို့ငွေကြေးကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေအယောင်းဝယ်မှာအများဆုံးများလို့တဲ့ကိစ္စရက်တွေမှာနော်အချိန်ကာလအနေနဲ့တော့လောက်အောင်ရဆွဲနေနေတော့လောက်အောင်တိုက်ဆိုင်ပြီးတော့မှတေးစရာအတုံးချကြည့်စေချင်ပါတယ်မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားကံအကျိုးပေးအကောင်းတာတွေကိုယ်တိုင်ကြုံရရပါလိမ့်မယ်ဒီစာရပိုင်းစာလေးတွေကိုဆရာတို့ဆက်တလာပိုင်းကုန်တဲ့အခါမှာဒါအဆောင်ရတရားပစ္စည်းပစ္စည်းတွေဆောင်ရတဲ့အတွက်တန်ရှင်းတဲ့မြေချောင်းစတဲ့ရေရှင်မှာစွန့်ပေးရမှာဖြစ်ပါတယ် ဆရာတို့ကြာသပင်းနင်းနံဘွားတာသီများတွင်ဆရာတို့ဒီစတနာပိုင်းအတွင်းမှာကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကိုင်ကန်တို့အထူးအောင်မြင်စေလိုခြင်းအတွက်နော်အထူးရတရားအနေနဲ့မိမိရဲ့နိမ့်နံဖရားဖြစ်တဲ့အနောက်ရဲ့ဖရားဒါမှမဟုတ်လို့ရှင်နိမ့်နံဖရားတွေမှာတွားရောက်ဖို့မလွယ်ဘူးတဲ့ပုံစံတွေတဲ့ကိုယ့်ရဲ့အိမ်ဖရားမှာခန်းကော ခုနှစ်ညော့မင်းညော့ပန်းစကုပ်ပွင့်တွဲပြီးတော့မှလူတန်းကိုစော်ပေးပေးပါနော်စိုးတော်နေတဲ့ဆရာတို့ကောင်းညင်းပေါင်းနဲ့အကြော်ကတ်လူပေးပေးပါနော်တောက်တော်ရေချမ်းငါးကွက်ကတ်လူပူစော်ပေးပေးပါနေ့နေအပြင်ဆရာတို့၁၇လပိုင်းရကြာလပိုင်းနေ့တွေမှာအထူးလူတန်းပူစော်ပေးပေးပါနော်အချိန်အခါအနေနဲ့ဆရာတို့ဒီမနက်ပိုင်းပေါ့နော်မနက်6:00ကနေမနက်9:00ခွဲတက်မှလူတန်းပေးရမှာဖြစ်ပါတယ်နော်ဆရာတို့ဒီ မိပူဇော်ဖို့အတွက်ပေါ့နော်ဖျောင်းနိုင်ခုနှစ်တိုင်းအမွေးနိုင်ခုနှစ်တိုင်းကိုမိဘအနေနဲ့ကင်းအောင်တေချာစီမံပြီးတော့မှမိထုံပူဇော်ပေးရပါမယ်နော်ဟုတ်လားမိထုံပူဇော်နေကြမိတ်ဆွေတဲ့ဆရာတေချာလမ်းညွန်လမ်းညွန်ပေးတာဖြစ်ပါတယ်ပေါ့နော်ဖះရှင်ရဲ့ဂုံတော်ပတိပွားများလိုတဲ့ပုံကိုယ်တွေအတွက်ဆရာတို့အရဟံဂုံတော်ကိုပတိစိတ်ပွားများပေးပေးပါအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားလိုဂုံတော်ပွားများပြီးတော့မှဂုံတော်ကိုအနည်းဆုံးပတိတရက်ကိုပတ်ရအောင်စိတ်ပေးပါနော် ဒီအခုရတရားလေးကဆရာနက်ခတ်ကိုမှီးပြီးတော့မှဆရာသင်ချာရတရားတွက်ချက်ပေးထားတာမလို့ဆရာတို့ဓာတ်ချုပ်ခွဲသွားမှုမရှိအောင်လို့ဆရာပေးထားတဲ့အတိုင်းအတိအကျလုပ်ငန်းပူဇော်ပေးလို့ရှိရင်ကုသိုလ်လေးရကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကိုင်ငန်းတို့ဒါစီးပွားရေးတွေမှာအထူးအောင်မြင်လာကြစေမှာပါနော် ကြာသပတေးနေ့မှာမိတ်ဆွေများကိုကျမ်းမာစိတ်ချမ်းသာပြီးတဲ့မှာဆက်တလာပိုင်းတလာလုံးဘေးပရာခတ်သိမ်းအပုခတ်သိမ်းကင်းကျင်းကြပါစေကြောင့်ဆုမကောင်းတောင်းပေးရမယ်။ဆရာဒီဆက်တလာပိုင်းအတွက်ကြာသပတေးနေ့မှာဘွာသားသမီးများအတွက်ဟောဆရာလေးကိုဆရာဒီနေရာမှာပဲအဆုံးသတ်လိုက်ပါရခင်ဗျာ။